ားလုံးပဲမင်္ဂလာပါစအခုပဲဒါကျွန်တော်ကိုဒါကျွန်တော်နဲ့ခင်တဲ့ညီလေးတယောက်ကာတူအမေကဒါအိမ်မှာဒါသူတို့မိသားစုဟင်းချက်ရင်လည်းကျွန်တော်တို့ကပူချက်ပြီးတော့ကျွန်တော်ကိုဒါဖိတ်ကြွေးတာဗောလေဖိတ်ကြွေးတာကျွန်တော်မလို့မလို့ဟိုတနေ့တည်းကြွေးဖို့လောက်တာအခုတော့ဒီနေ့တော့ကျွန်တော်ဟိုတယ်ထိလာပေးသွားတယ်ဝါဒီဝါဒီဝါဒီညီမအစားစာတွေစားလို့ရအောင်လို့တဲ့ဒါပေမဲ့သူတို့က healthy သမားတွေဆိုတော့ healthy နဲ့ကျွန်တော် share ဗောလေ ဒါကတော့ဒါအခုသူပေးတဲ့ဘူးလေးတွေနဲ့ကိုအောင်ကိုယ်ဆိုအဲ့ဘူးလေးတောင်ရှိတောင်ရှိတောင်မဟုတ်ဘူးဒီဘက်မှာကျွန်တော်ကဒီဘက်မှာအလုပ်လုပ်နေတာထုံးစံတိုင်းပေါ့အလုပ်လုပ်တဲ့စပွဲဒီမှာပါပါတယ်ပြီးတော့မှနွွွွေးလေးပဲเนาะထမင်းလည်းပါတယ်ဇွန်းလည်းပါတယ်ပြီးတော့သူကအိုးသားနဲ့ဒါကတော့ပဲသီးနဲ့ဇွန်းနဲ့တရားမြင်နေရတယ်၃ဘူးပြီးတော့ဒါငပိရေကမသိဘူး အပြီးလာငါပြီးကြလာမသိဘူးဒီမှာလေးဘူးနဲ့ပြီးတော့ကျွန်တော်ကိုဒါပါပေးလိုက်သေးတယ်ယိုဂတ်ဒိန်ချင်းပြီးရင်စားလို့ရအောင်လို့ဆိုတော့ဒီမှာဒိန်ချင်းလေးပေးထားတယ်ဒိန်ချင်းမှာပေးထားတယ်ဆိုတော့ကျွန်တော်ကစားပြီးရင်အုံးရင်တောက်မှာပေါ့ဗျာအုံးရင်ဝယ်လိုက်တယ်အုံးရင်ပြီးတော့ဒါတော့ကျွန်တော်ရေဘူးနေရာခချင်းချင်းပဲဝါဒီဝါဒီဆိုတော့အားလုံးပဲမင်္ဂလာပါပေါ့လေချမ်းဖူး UK ဘေးသက်တွေအားလုံးမင်္ဂလာပါဒီနေ့ကတော့အိမ်ထမင်းအိမ်ဟင်းနဲ့ဒါကျွန်တော်ကိုဒါတကူးတက စားစီကျွန်တော်လာပေးတဲ့ဒီညီငယ်လေးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်သူတို့ရဲ့ကြွေးတဲ့ဟာလေးနဲ့အမှန်ကန်ဝါဒီဆွဲလိုက်အောင်မယ်ဆိုတော့ပထမဆုံးအနေနဲ့ဒါဖွင့်မယ်ဒီလိုထမင်းဘူးကကျွန်တော်ငယ်တုန်းကလေဒါကြောင်းတက်တဲ့အချိန်မှာအဲ့လိုလေဒီ plastic container လေးနဲ့သွားတာ ထမင်းကတော့အပြည့်ပဲမှာဇွန်လေးပါတက်ပြတာ share ပဲဇွန်ကဇွန်ကအမှန်တမ်းပြောမရှိဘူးပြီးတော့ဒီမှာကျွန်တော်တို့ကမှာအဖုံးမရှိတာကျွန်တော်ရှင်းမှာဒါကတော့ခုနပြောတဲ့ပဇွန်ပေါ့လေကဲပဇွန်လေးဝင်းတာပဲမပဇွန်အကောင်ကြီးနော်ပဇွန်နဲ့ဒါနဲ့ကြိုက်လန်နဲ့ကျွန်တော်ပုံမှန်အဖြစ် seafood မှာမစားဘူးဒါပေမဲ့ပဇွန်လို့ပါတော့တခါလေးစားတယ်ပေါ့လေဒါ မှုရင်းလာပါမယ်လေရှယ်မယ်နော်ရှယ်မယ်ကဲနောက်တစ်ခုကတော့ကျွန်တော်အနေနဲ့ကြီးများတယ်ဆီဖူးမစားငါးမစားဘာမစားညာမစားဆိုတော့သူကအလွယ်ကူဆုံးပဲချက်ချော်တော့အကြီးပဲချက်သားချော်အိမ်ချက်မှုရင်းလာပဲမှုရင်းလာပဲဆိုတော့နောက်တစ်ခုကတော့ဒါထူးကြတာပါလေဒါတော့ခန်းကြီးဒီငပိချက်လို့ပုံစံမျိုးပဲငပိချက်လို့ပုံစံလေးတော့ပေးတာရတာလားရှိဝေးတာကျွန်တော်အဆက်နေနေ မစားနိုင်ဘူးဒါပေမဲ့ဥိနာဒါပြင်တော့တော့ဆိုးဒီမှာချိုတဲဖို့ဆိုပြီးတော့ဒိန်ကြီးလေးပေးလိုက်တဲ့ရိုးကလေးဒါတော့ကျွန်တော်ကြော့ကြော့တောက်မယ်ဒါပြင်မယ်အုံးကြီးပေါ့လေအုံးကြီးနဲ့ပြောဒါရေဘူးပါတယ်ဆိုတော့ဝါဒီဆွဲမယ်ဝါဒီဆွဲမယ်ဆိုတော့ပထမဆုံးနေခမင်းနေနေညားတယ်ဗျာဒါပေမဲ့စေတရာနေနဲ့ချက်ပြေးတာဖြစ်လေကျွန်တော်အကုန်ကြိတ်လိုက် ဲ့လိုကျွန်တော်မစားကြားနေကြအိတ်တမဲအိတ်ဟိုလို့လေထိုင်းနိုင်ငံရောက်တော့ကျွန်တော်မြဲစားတယ်ပဲမွေးမစားတယ်ဒါပေမဲ့အမေချက်တာအတော်ချက်တာကျွန်တော်တို့ငယ်တော့အတော်အတော်ပဲချက်ကြွေးတာကိုကျွန်တော်တို့အတော်ရဲ့အမေရဲ့ချက်ကြွေးတာနောက်အင်္ဂလန်ရောက်တဲ့အခါကျတော့ကျွန်တော်တို့ကအိမ်မှာတူတူနေတဲ့ညီလေးတွေညီမလေးတွေကျွန်တော်တို့သူ့ချက်ကြွေးစားတယ်ဒါကြောင့်သူတို့အမေနဲ့အဖေလာလို့ရှိရင်အန်ဒီရချက်ကြွေးအကြံတော့စားတယ်ဒါမှမဟုတ်ရှင်ကျွန်တော်တို့ UK မှာရောင်းတဲ့ဒါသမားရောင်းတဲ့အစားတောက်တွေပေါ့လေအဲ့ကြိုင်ကျွန်တော်ဝင်ဝင်စားတယ်အဲ့ဒါလွယ်တော့တော့မစားတော့ဘူးကျွန်တော်ကပေါမှုတွေစားတယ်တခြားတွေစားတယ်ရင်းတော့ fast fast food တွေအများစားတယ်နောက်ပိုင်းအိုလျှော့လိုက်ပြန်အခုဆိုတာဒါကင်းညုတ်ကင်းညုတ်ရတာရှင်ပဲဒီလိုလိုမစားတာကြာပြီလေတောင်းတာပေါ့တော့သတိရတယ်ပြန်နေတော့ဆိုရင် ဲ့လိုပူလေးကိုထည့်ပြီးတော့ဟင်းနဲ့သမင်းကြိုက်တယ်ကိုလေးသွားလာအဲ့တော့ပစုံပစုံအဟောင်းကြီးနော်ဟောင်းကြီးအချက်ကျော်နှစ်တုံးဗျအချက်ကျော်နှစ်တုံးအချက်ကျော်အိမ်မှာကျော်တဲ့ချက်ကျော်တကယ်ကောင်းတယ်ဗျဟဲ့လားကျွန်တော်တို့ကိုကိုယ်နဲ့ကြော်စားရင်အဲ့လောက်တော့မကောင်းဘူး အိမ်မှာကြိုးတဲ့ချက်ဆိုတာလေကျွန်တော်အပြင်မှာစားတဲ့ချက်ကြိုးတယ်မတူဘူးဗျအပြင်မှာစားတာမုံနှစ်တိပိုင်းနဲ့ကြိုးတာပေါ့လေသူကတော့ရောင်းတာနှောက်အောင်ကြိုးတာအိမ်စားတာတော့ရှင်းပဲဒါတော့ခုနကပီးချက်အရင်တော့မဲ့ကျွန်တော်အရင်စားဒါပေမဲ့ဘာဖြစ်ဖြစ်မှုင်းလာတယ်ရှင်းစားတာရှင်းရှင်းစားရကြီးတယ်စေတနာရပြည့်နဲ့ချက်ထားတာဆိုဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့အိမ်တမိအိမ်ဟင်းကျွန်တော်တို့ချက်ကျွေးတဲ့ဘယ်သူမှဆိုကျွန်တော်အမြဲတမ်းအဝတီး ကျွန်တော်ထိုင်းရောက်လို့ free to miss ဆိုင်မှာလည်းပြင်စားတယ် feels မှာမနော်ဇုံနေနေတာပေါ့ဗျာဆုံးကောင်းနေအများကြီးပဲမကန်ဆွဲ ကျွန်တော်တို့ပထမဆုံးလမ်းထဲမှာပြောဘာလို့လဲကျောတင်ချင်းရှိတော့သူချက်တယ်သူချက်ရှယ်တယ်သူမရှိတဲ့နောက်ကကျွန်တော်ပစုံဝင်ခဲ့တာကျိုးထားတာဟာကျွန်တော်ညချက်တော့ပြီဘာလို့စစ်တပ်ပြောမှာဘယ်လိုဒီဘူပေးကြော်လိုက်ကြော်ပြီးတော့ဆွဲတာကျွန်တော်ကအကျော်တစ်လိုင်းပဲဟင်းချက်လို့ရှိရင်နှမျိုးချက်တယ်တကူကအချက်ချက်တာကိုထားပါတော့ချက်သားဝင်လိုက်တယ်ချက်တကောင်ဝင်လိုက်ရင်တော့တဝက်ကိုချက်တယ်တဝက်ကိုကြော် ကျွန်တော်ချက်တာကလက်ရမကောင်းဘူးလုံးဝပြက်ရသွားလှုပ်ပြပြီးတော့တဝက်လေဟုတ်တကယ်လို့ချက်တကောင်လုံးချက်လိုက်လို့လက်ရမကောင်းကျွန်တော်ဘာမှစားအောင်ပြမရှိအဲကြောင့်ကျွန်တော်ကတဝက်ကိုချက်တယ်တဝက်ကိုကြော်တယ်တော့ကြော်တာအနည်းဆုံးတော့ဗျာချက်တာမကောင်းတော့ကြော်တာစားလို့ရတယ်အဲကျွန်တော်ရဲ့ဟင်းချက်ဟင်းချက်ဟိုပါပဲဟုတ်လားပဲဒီနေ့ရွှေပဲ မင်္ဂလာကျကြတော့ရှင်းကြတယ်။ကျွန်တော်မမရ။နောက်ခေတ်မှာတော့ဟုတ်တယ်။နောက်ခေတ်ပြီပြီနောက်နေမှာကျွန်တော်အဲ့တော့အလဲမမီလာခွေးမှာလှုပ်လှုပ်နေချင်းတာမွေချိတ်မှာထွင်းကြော်တော့သားအလုံးရှာပါနေချင်းမှာကျွန်တော်ကကျကြနှစ်တုံးဆိုကျွန်တော်လူတွေဝမ်းကြည့်တယ်။ ဘဲဟိုနှလုံးကြက်ကြော်နှစ်တုံးလို့ကျွန်တော်ကျွန်တော်အကုန်လုံးကဝိုင်းကြည့်တယ်ကျွန်တော်မှတ်မရရတယ်တော့ကြက်ကြော်စားခြင်းပါအဲ့တော့အကုန်လုံးကဒုက္ခရောက်နေဗျပြီးတော့စားတော့တော့ရှားနေခြင်းမှာကျွန်တော်ကလောဘတက်ပြီးတော့နှစ်ခုဝယ်တယ်ဆိုပြီးတော့ကျွန်တော်ဝိုင်းကြည့်ကြထမင်းကြော်ဆိုင်ပါအမှုထက်ထမင်းကြော်ပုံမှန်ဆိုကျွန်တော်အစားတော့ကြီးများတယ်ဒီနေ့ကတော့အကုန်ချိန်တယ်ကျပောက်ကတ် လူအလွေမှာဖရီးစားရတယ်နဲ့မလားဆိုတော့ Okay, sold sống sold that. Ôi, nó không là đồng, đồng. không cho đi à, pi xóa ra rồi, mẹ rồi. Nếu mà cạnh nó, Mm-hmm. ါအမေပဇာတော်မင်းပြောနေအောင်တောင်းနေကြတယ်အဲ့ကောအဲ့ကောတမိပိတ်ပြေနေရောင်ကြားလေးဆိုကြိုက်တယ်ရောင်ကြားလေးအသေးကြိတ်တယ်မိလေးတယ်မလဲစားနေလူကြီးရှိတယ်ဗျစားကောင်းနေလူကြီးအမေကျွန်တော်ကကြတော့ဖိတ်ကြွေးလူတွေသဘောကျအောင်ကျွန်တော်ကအငမ်းမြက်စား Сейчас помню. Cái miếng còn phong đi à. Thì có nó chiều nên sắt để bà cho nó sắt mà xa này. Nên nó phải xa thì ta cháu vừa chè về. Ui nào. Ủa dù nó phong chè này. Một thú bảo tí ခုံမဲကဲဝါရီဘေးဘီဆိုတော့အိုးရေတော့မယ်မတော့အကုန်ကုန်ဝါပြီအမောအောင်ချန်အမှန်ကကျွေးလူစိတ်ချမ်းတောင်းသဘောကြောက်ကုန်ကြိတ်လေအိုးရေအိုးရေတော့မနေဖောက်ရဲဘာလို့လက်ကချောနေလေခုနက နာဟိုချက်ချက်သားကိုအမှတ်ကန်လက်နဲ့ဆွဲရချက်အိုးရချက်ပဲဒါဘန်းနဲ့ဆွဲပဲရှိရဒါဟိုတယ်မှာရောင်းလို့ဘန်းနဲ့ဆွဲအပြင်မှာရောင်းဆယ်ဘက်တော့မရှိဘူး ကဲနောက်ဆုံးတစ်ခုကြာရဒီမှာ you guys အလိုဟာရီကကျွန်တော်တော်တော်မကြိုက်ဘူးဘယ်မှာကြိုက်လဲဆိုတော့ကျွန်တော်လေးဘောစားရတော့ကြိုက်တယ်ကိုယ့်ဘူဝယ်စားဆိုတော့စားတော့စားတယ်ဒါပေမဲ့လေးဘောရရင်တကောင်တော့တို့ကဒီကြီးလေးကတော့တို့ကဂျင်သမားတွေဆိုတော့ low fat အများရ healthy ဖြစ်တဲ့ဟာတွေပဲပေးတာ Thank you. ကဲရှင်းဒါလေးထည့်စားရမယ်။ဒါလေးကျွန်တော်အရင်ကြီးမစားတော့ဒါနဲ့အဲ့လက်လေးတွေစားရ အော်ပိုက်တင်းကဲဒီနေ့ကျွန်တော်ဟိုတကူးတကဟိုတယ်ထိလာပြီးတော့ကျွေးမွေးပြူစုတဲ့စီတူဆိုတဲ့ဒါညီလေးတယောက်ရှိတယ်အသူ့အေရသူ့အမေကကျွန်တော်ချက်သူ့အမေနဲ့အဖေကကျွန်တော်ဒါပေါ့လေ share share ကျွေးလိုက်တာတော့အပြည့်ပဲเนาะအမောက်ပဲကျွန်တော်ခမင်းအများကြီးလောက်မစားဘူးပုံမှန်ဒါပေမဲ့ဒီနေ့ကတော့အမှန်ကန်ကြိတ်လိုက်တယ်အဲ့ကိုတင်းသွားတာပဲချက်သားကျော်လေးကျွရွပြီးမှုေးတာပဲ ီကောင်စုလည်းမွေးတာပဲကျွန်တော်အဆက်အရမ်းမကြိုက်ဘူးပေါ့လေအဲကညွတ်နဲ့ပစွာလည်းအနတ်အနတ်တက်လည်းမွေးတာပဲကျွန်တော်တို့အိမ်မှာကျွန်တော်ကကျွန်တော်အမေဒီအတော်တွေမြဲတဲ့ချက်ကျွေးနေတဲ့ပုံစံတိုင်းပဲအိမ်သမီးအိမ်ဟင်းကတော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာဖြစ်ဖြစ်အဲ့လိုချက်ကျွေးလို့ရှိရင်ရတာရမ်းရှိနေတာစားလို့ကောင်းတယ်ကျွန်တော်အပြင်မှာစားတဲ့ဟာကြီးတော့မဟုတ်ဘူးဆိုတော့ကျွန်တော်ချမ်းဖူပိဋကတ်တွေကြည့်ရှုအားပေးကြတဲ့ဘလုံးချစ်ပိဋကတ်အဓိကတော့ဘလုံးပိဋကတ်တွေပါပဲချမ်းဖူပိဋကတ်တွေအားလုံးအထူးပဲကျေးဇူးတင်ပါတယ်နောက်တစ်ခုကတော့ဒါကျွန်တော် ဒူးရချက်ကျွေးကြတဲ့ဒါစီတူနဲ့အဲ့ကျွန်တော်တို့ဒီအဲ့အန်နီနဲ့ဟိုဘယ်လိုပြောမလဲအန်ကယ်အပါဝင်သူတို့မိသားစုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဟိုတယ်တိဒူးရလာပြေးသွားတာပေါ့လေတကယ်စားလို့ကောင်းတယ်ဘိုက်ကိုတေးဟွာလာပဲပြီးဘယ်လိုပြောမလဲထမင်းစီတော့ပဲထမင်းစီပြီးတော့ခုံလေးနဲ့နည်းနည်းမေးလိုက်အောင်ပဲဆိုတော့ကြီးစုအားပေးကြတဲ့ဘောလုံးချစ်ပေးတတ်တဲ့အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Chanfoo UK page လေးကိုလည်း like and follow လုပ်ပေးပါ subscribe လုပ်ပေးပါ youtube မှာရော facebook မှာဆိုလည်း like လုပ်ပေးကြဖို့တောင်းဆိုပါတယ် အားလုံးအထူးပဲကျေးဇူးတင်ပါတယ်။နောက်တကူးတကအချက်ကျွေးတဲ့အန်နီတို့မိသားစုလည်းအထူးပဲကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။